ပြန်သုံးသက်ကြည်ပါအောင်အမေနဲ့အဖေကိုဥပြပြဓမင်းဘုဘဟင်မူမူလေးကောင်းကောင်းလေးနဲ့ဗန္ဓခါများလုတ်ပြေးပြီးနေကိုရတဲ့လက်ကလေးနဲ့ကိုရတဲ့ငွေကြီးလေးတွေနဲ့မိဘနှပအတွက်ဆေးဝါးကောင်းကောင်းလေးတွေတက်စွာကောင်းကောင်းလေးတွေနဲ့ဗနဲ့ကျင်းများတတိတရားနဲ့ခရော့ပြီးပြီးနေ ခြေစုပ်လက်နေဆိုတာအသာထားအောင်နော်ကျွတ်တို့တောသူတောင်သားလူသားစားတွေရဲ့အသိဉာဏ်တွေထဲမှာသိပြီးတော့မလုံးဖြစ်တာညာရှိရဟုတ်တယ်မို့လားကိုမကလေးနှစ်ယောက်တော့ဟောဒီရင်ခွေထဲမှာလည်းကန်ထားပြီးလက်မှာလည်းတယောက်ဆွဲထားပြီးဆိုရင် တောင်ဝကြီးတော်တော်ကြီးတဲ့ထင်ပြီးတော့အမေနဲ့အဖေရဲ့အိမ်ကိုတော်မှ မရောက်တဲ့သာသမီတွေမြောင်များစွာရှိဘူးလားမလုံးရဘူးနော် အမွေခံထိုက်ပါလားဤတော်လုံးသောဒုဒ္ဓရမပေါ့တော်ကောင်းနေခိုးတော်ကမသိရသော၎င်းတတိမမူမရသော၎င်းဖရာအမိန်စကားကိုမသိတဲ့အတွက်ကြောင့်၎င်းအမှုမဲအမှန်ဝင်နေနေနေခဲ့ကြပါလိမ့်မယ်ဒီကနေ့တည်သွားတဲ့အချိန်မှာပြင်လိုက်ပြီးဆိုရင်တော့သူတော်ကောင်းစင်းနေမှာတော့ကြံအောင်မှာပါတည်ရဲ့ မသိရင်တိပြီးတော့မပြင်းသူရောက်มาပူဆိုးသွားတယ်ဟုတ်တယ်မဟုတ်လားဒါရောမိမိတို့ရဲ့မိဘနှဘာသက်ရှိသေးရှာရှိသေးတယ်ဆိုရင်တဏ္ဍယောင်ကြိုးစားပြီးတော့ကြွေးမွေးပါတဏ္ဍယောင်ကြိုးစားပြီးတော့ပြုစုလုပ်ကြွေးပါမိဘနှဘာရဲ့အပေါ်မှာမိမိတို့ရဲ့ယူရပြီးလိုက်တဲ့ မဲပူပူဟင်းပူပူလေးနဲ့ခြာကျွေးလိုက်ဆမ်းမမိမိတို့ရဲ့တိကျတဲ့အတိလိမ္မာလေးလေးနဲ့အမေတို့အဖေတို့ရဲ့နှလုံးသားကိုအေးချမ်းစေလိုက်ဆမ်းမဟုတ်လားကျွေးမွေးမပြတ်ဆိုတာအဲ့ဒါပဲငါတို့ကကျွေးမွေးခဲ့တယ်လို့ပဲတဲ့ငါသားကြီးငါသမီးကြီးကြည့်ရင်လေငါတို့အားငယ်ကြရမလို့တော့ပြုစုစောင့်ရှောက်မဲ့သူလောကကြီးမှာရလာပြီဆိုပြီးမျောလင့်ထားတယ်ဟုတ်လားဟုတ်ပါဟုတ်ပါ တချို့သာသမီလေးတွေပြောတာရှိသေးတယ်။ကိုရောတဲ့ကိုမှလည်းသာသမီနဲ့လူမျိုးစီပါကတတ်နိုင်သလောက်တော့ကြွေးတာပဲတဲ့။ဘယ်အချိန်တိုင်းတော့လုတ်ပေးနိုင်မလဲတဲ့။ကဲအဲ့ဒါမျိုးတော့မကြဘူး။စဉ်းစားကြည့်လိုက်ကျုပ်တို့ခင်ဗျားတို့အမေတွေကကျုပ်တို့ကိုတတ်နိုင်သလောက်ရွေးပြီးဝေးလာတာဟုတ်ရဲ့လား။အာအာရရရှိလို့ဝေးလာတာဟုတ်ရဲ့လား။တတ်နိုင်အောင်ကြိုးစားပြီးတော့ဝေးလာတာ။